လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လောက်စီစဉ်ကိုယူဆနေကြတာပါဒီတစ်ပတ်မှာတော့ပုံရမင်းကြီး Francis ဇာပနာပုံရိပ်တွေနဲ့အတူကမ္ဘာအသေးဆုံးနိုင်ငံ Vatican City အကြောင်းပုံရမင်းနေရာဘယ်လိုရွေးကောက်တယ်လဲပုံရမင်းအသက်ဘယ်သူဖြစ်လာနိုင်တယ်လဲဆိုတာတွေတင်ဆက်သွားမှာဖြစ်ပါတယ်ပေါ်ရမင်းကြီးဖရန်စစ်ဟာတတ်တော်88နှစ် ဧပြီလ27ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။ဧပြီလ26ရက်နေ့မှာတော့ရဟန်းမင်းကြီးရဲ့ဇာပနာကျင်းပခဲ့ပြီးတော့ကမ္ဘာကောင်းဆောင်များပြားတက်ရောက်ခဲ့ကြပါတယ်။ပုပ်ဖရန်စစ်ဟာပထမဆုံးယေຊုဂိုင်းဝင်ပုပ်ဖြစ်တယ်လို့တောင်နဲ့မြောက်အမေရိကတိုက်ကြီးနှစ်တိုက်ကပထမဆုံးတင်မြောက်ခံရသူတောင်ကမ္ဘာကျန်းကပထမဆုံးတင်မြောက်ခံရသူလည်းဖြစ်ပါတယ်။ So Pope Francis was the first pope from the Americas. အမေရိကတိုက်ကြီးတွေကလာတဲ့ပထမဆုံးပုပ်ယဟန်မင်းကြီးဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံကဖြစ်ပြီး အရင်ယဟန်မင်းတွေသဘောကျတဲ့ခန္ဓာလှပတဲ့ဒလိထုံးစံတွေကိုအသုံးပြုရတာမကြိုက်တဲ့ပုဂ္ဂိုလ်ပါ။ရိုးရှင်းတဲ့နေထိုင်မှုပုံစံကိုပဲရွေးချယ်တဲ့သူလို့လူသိများပါတယ်။ပုပ်ယဟန်မင်းဇာဗနာအခမ်းအနားဒလိတွေကိုပါရိုးရှင်းအောင်ပြောင်းလဲခဲ့ပါတယ်။အဓိကအပြောင်းလဲတစ်ခုကတော့ သူ့ကိုရိုးရှင်းတဲ့တစ်သားအခေါင်းနဲ့မြုပ်ဖို့တောင်းဆိုခဲ့တာပါအရင်ရဟန်းမင်းကြီးတွေတုန်းကတော့ size prep ပြင်အသား weight တချာအသားခဲဆိုပြီးတော့အလွှတ်သုံးထပ်ပေါင်းထားတဲ့ counter လာနဲ့မြုပ်လိရှိပါတယ်အာဂျင်တီးနားနိုင်ငံဘူနိုအေရေးစ်မှာမွေးဖွားပြီးမဲ့အီတလီမိသားစုကဆင်းသက်လာသူဖြစ်ပြီးတော့အမည်ရင်းဟာခိုဟေးမာရီယိုဘက်ဂိုလီယို ဖြစ်ပါတယ်အသေးအတန်နာမကျန်းဖြစ်ပြီးတဲ့နောက်မှာယေဇူးခိုင်းကိုဝင်ခဲ့တာဖြစ်ပြီးတော့1969မှာ တတ်တလီယဟန်ဖြစ်လာပါတယ်။1998မှာဘူနိုအေရစ်ဂိုင်းချုပ်ဆရာတော်ဖြစ်လာပြီးတော့2001မှာတော့ကာဒီနယ်ယဟန်အမတ်ကြီးဖြစ်လာပါတယ်။2013ခုနှစ်မှာပုံယဟန်မင်းဘီနီဒစ်16နန်းစွန်ခဲ့ပြီးမှာပုံယဟန်မင်းကြီးဖရန်စစ်ဖြစ်ရွေးကောက်ခံခဲ့ရသူ ဖြစ်ပါတယ်။ပုံဖရန်စစ်ဟာတိမ်ချဆက်ဆံတတ်မှုရိုးရှင်းရှင်းနေထိုင်တတ်မှုနဲ့ရင်းရင်းနှိုးဆော်မှုတွေကြောင့်ထင်ရှားခဲ့သူလည်းဖြစ်ပါတယ်။ကက်သလစ်ကျောင်းတော်ပြုပြင်ပြောင်းလဲရေးကိုဦးဆောင်ခဲ့သူဖြစ်ပြီးတော့ ရှင်ရိုးအစင်လာနဲ့ပြုပင်ပြောင်းလဲကြားမှာအတက်နိုင်ဆုံးမျှတအောင်ကြိုးပမ်းခဲ့သူဖြစ်အမှတ်ရနေကြမှာလည်းဖြစ်ပါတယ်။ကမ္ဘာကြီးကပုံရံမင်းရဲ့ဂုံသတင်းတွေကိုအောက်မေ့တတနေတော့မှာပဲကမ္ဘာအသေးဆုံးနိုင်ငံဗာတီကန်စီးတီးမှာတော့ဂျာဇပလင်ဆက်ခံရေးညှိနှိုင်းမှုတွေစတင်နေပြီဖြစ်ပါတယ်။ကာဒီနယ်လို့ခေါ်တဲ့ယဟန်မကြီးဟာဧပြီလ28ရက်နေ့မှာစတင်တွဲဆောင်ကြဖို့ရှိပြီးတော့ယဟန်မင်းသစ်ရွေးကောက်မဲ့ conclave လို့ခေါ်တဲ့တကားပိတ်အစည်းအဝေးကိုတော့မေလာဇန်းမှာကျင်းပဖို့ရှိနေပါတယ်။ He also asked not to be buried at St. Peter's Basilica alongside many other အချာပူယဟမင်းတွင်နဲ့အတူစိန့်စပီတာဖျားเจ้าတော်ကြီးမှာမမြုပ်နှံမှုလည်းတောင်းဆိုခဲ့ပါတယ်။သူအထူးကိုးစားတဲ့ယောမမျိုးကစန်တာမာရီယာမဂျော်ရီဖျားเจ้าတော်ကြီးမှာပဲမြုပ်နှံမှုတောင်းဆိုခဲ့ပြီးအဲ့ဒီမှာပဲသူ့ရဲ့အုတ်ဂူထားရှိမှာဖြစ်ပါတယ်။ ကမ္ဘာအသေးဆုံးလွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ Vatican City ဟာ Roman Catholic ကျောင်းတော်ရဲ့စိတ်ဝိညာဉ်ဆိုင်ရာနဲ့အုပ်ချုပ်ရေးဆိုင်ရာနှလုံးအိမ်လည်းဖြစ်ပါတယ်။ရောမမြို့ကြီးကဝန်းရံထားတဲ့120တေကပဲရှိတဲ့မြို့ပြနိုင်ငံလေးမှာ Holy See နဲ့ Vatican City ဆိုပြီးဆက်ဆက်ပေမဲ့တီးခြားစီရှိတဲ့စုဖွဲ့မှုနှမျိုးတည်ရှိပါတယ်။ Holy See ဆိုတာက Vatican City မှာရုံးချုပ်ရှိတဲ့ပုံရမ်းမင်းဦးဆောင်တဲ့ကက်သလစ်ကျောင်းတော်ရဲ့ဘ ਹੁ အုပ်ချုပ်ရေးအဖွဲ့ကိုဆိုလိုတာဖြစ်ပါတယ်။ ။တစ်ဖက်မှာတော့ Vatican City ဆိုတာကတော့ပုံရဟမင်းကပဲအုပ်ချုပ်သူဖြစ်တဲ့ရောမမျိုးအတွင်းကတီးရလွတ်လပ်အချုပ်ချာအာဏာပိုင်တဲ့လူကြီး900မပြည့်တဲ့ကမ္ဘာအသေးဆုံးမျိုးပြနိုင်ငံလေးကိုဆိုလိုတာဖြစ်ပါတယ်။ Vatican ရဲ့ဗဟိုချက်မှာတော့ဗိတုကပညာရှင်ကြီး Gian Lorenzo Bernini 19ရာစုကဒီဇိုင်းရေးဆွဲခဲ့တဲ့ခန္ဓာလာတဲ့စိန့်ပီတာရေမြင့်ကြီးတည်ရှိပါတယ်။အေယာမတိုင်လုံးကြီးတွေနဲ့ဝင်ထားတဲ့ဒီနေရာဟာနှစ်စဉ်ဖျားဝင်းနဲ့ခီးသွွားတိုင်းနဲ့ချီပြီးဆွဲဆောင်ထားနိုင်ပါတယ်။ ဒီရင်မြဲအလဲမှာတော့ရှေခိအီဂျစ်မော်ကွန်းကျောက်တိုင်ကြီးနဲ့ရေပန်းကြီးနှစ်ခုရင်သက်ရှုမောပဲတည်ရှိပါတယ်။အဲ့ဒီကမှစိန့်ပီတာဘက်ဆီလီကာလို့ခေါ်တဲ့စိန့်ပီတာဖျားကြောင်းကြီးစီကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Renaissance ခေတ် Broke ဘီတုကလက်ရမုံဖြစ်တဲ့ဒီဖျားကြောင်းကြီးဟာကမ္ဘာမှာအကြီးဆုံးခြားကျောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ဒီကျောင်းကြီးရဲ့တင်ကြရဖြစ်တဲ့အမိုးခုံးကြီးကို Michael Angelo ကဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။ကျောင်းဝင်းတွင်းမှာတော့ Michael Angelo ထုလုပ်ခဲ့တဲ့ ဖီရီဒါလို့ခေါ်တဲ့မေတော်ရဲ့ဂိူနာဘဘူးယုတ်ထုအီဒီအနုပညာရှင်ကြီးဘာနီနီဒီဇိုင်းဆွဲခဲ့တဲ့တလုံးမျက်နှာချက်လို့သမိုင်းဝင်အနုပညာလက်ရာတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဗာတီကန်စီးတီးဟာယုံကြည်မှုသမိုင်းနဲ့အနုပညာတွေပေါင်းစပ်ထားတဲ့နေရာဖြစ်အထူးထင်ရှားတာဖြစ်ပါတယ်။ So when the Pope dies uh, there's a special official at the Vatican called the Camerlengo who has to confirm his death. ဘုရားဟမင်းကွယ်လွန်သွားတဲ့အခါကမလင်ကိုလို့ခေါ်တဲ့ဗက်တီကန်ရဲ့အိမ်တော်ဝန်အရာရှိကကွယ်လွန်ကြောင်းအတည်ပြုရပါတယ်။လက်ရှိကတော့ Irish American Cardinal ကြီး Gavin Farrell ကဒီတာဝန်ယူထားပါတယ်။အတည်ပြုပြီးတဲ့အခါမှာ Cardinal အစုဖွဲ့နဲ့ယောမကတန်တမန်အားလုံးကိုအတည်ပြုပါတယ်။အဲ့ဒီအချိန်မှာ Vatican ဟာ Seda Vacancy လို့ခေါ်တဲ့ယာဇပလင်လစ်လက်တဲ့အခြေအနေရောက်သွားပါတယ်။ Saint Peter ပလင်လစ်လက်နေပြီ။ပိုယဟမင်းနေရာလစ်လက်နေပြီပေါ့ အဲ့ဒီခါကာဒီနယ်ဖာရက်ကယာယီဗာတီကန်ခေါင်းဆောင်ဖြစ်လာပြီးတော့ကွန်ကလစ်တကားပိတ်အစည်းအဝေးစဖို့လုပ်ပေးရပါတယ်။ E non poche volte sfruttate ။ပုံရမင်းကြီးကွယ်လွန်တဲ့အခါဒါမှမဟုတ်နှုတ်ထွက်တဲ့အခါကာဒီနယ်များအစုအဖွဲ့ဟာ system ဖျားရှိကိုးကြောင်းမှာစုဝေးပြီးတော့ပုံရမင်းရွေးချယ်ရေးတကားပိတ်အစည်းအဝေးကွန်ကလစ်ကျင်းပကြပါတယ်။အသက်80မပြည့်သေးတဲ့ရဟန်းအမတ်ကာဒီနယ်ကြီးတွေပဲ မဲပေးပိုင်ခွင့်ရှိသလိုအပါ၁၂၀ထက်ပိုခွင့်မရှိတဲ့အတွက်အရင်ဆုံးအပါ၁၂၀ပဲကြိုရွေးထားမှာဖြစ်ပါတယ်လှစ်ဝက်ထားရှိဖို့လည်းကြမ်းကြင်ရပါတယ်လက်ရှိမှာမဲပေးပိုင်ခွင့်ရှိတဲ့ကာဒီနယ်135ပါးရှိတယ်လို့မီဒီယာတွေကဖော်ပြနေတာကြောင့်ဒီအထက်ကမှ၁၂၀ပြန်ရွေးမှာလားစီမင်းပြန်ပြန်မှာလားဆိုတာတော့ရှိရတယ်မှာသေချာသိရမှာဖြစ်ပါတယ်ကာဒီနယ်အသီးသီးဟာမဲဆော်ရွက်ပုံမှာပုံရံမကြီးနေရသူတို့ရွေးချယ်မှုကိုဖော်ပြပြီးတော့လှစ်ဝက်မဲပေးရပါတယ် ပြီးတဲ့အခါမဲကိုတည်သွားပြီးတော့ဆင်မာရှိတဲ့ဖလားကြီးတွေကိုထည့်ရပါတယ်။မဲရေတွက်တဲ့သူတွေဟာမဲတွေကိုမှွေပြီးရင်တဲ့ရောက်သူအားလုံးမဲပေးချောင်းတေချောင်းရေတွက်ရပါတယ်။မဲဆော်ရဲ့အသီးသီးမှာပါတဲ့နာမည်ကိုအတန်ထွက်ပြပြီးတော့မှတ်တမ်းတင်ပါတယ်။ပထမနေ့မှာမဲပေးမှုဒီချိန်ပဲပြုလုပ်ရပါတယ်။နောက်နေ့တွေမှာတော့တနေ့ကို၄ချိန်အထိမဲပေးမှုကိုတူးတဲကမဲ၃ပုံ၂ပုံမရမချင်းဇက်တိုက်ပြုလုပ်သွားရပါတယ်။မဲပေးအချိန်တစ်ချိန်ပြီးတိုင်းမှာ ကာဒီနယ်တွေရဲ့မဲတွေကိုမီးလင်းပုံမှာမီးရှို့ဖျက်ဆီးရပါတယ်။အမဲရောက်မီးခိုးဆိုရင်တူရဲပြက်ပြက်သားသားမရွေးချင်နိုင်ဘူးလို့ဆိုလိုပါတယ်။ပြူအောင်မီးခိုးဆိုရင်ပုံရံမင်းကြီးတဲ့ရွေးပြီးပြီလို့ဆိုလိုပြီးတော့ခေါလောင်းတွေထိုးပြီးတော့အတီးပြုတ်ပါတယ်။မီးခိုးအမဲမီးခိုးအဖြူထွက်ဖို့အတွက်မင်းစာရွက်တွေကိုဓာတုပစ္စည်းတွေနဲ့ရောရှို့ရပါတယ်။မီးခိုးမဲဆိုရင်ပိုတက်ဆီယမ်ပယ်ကိုရိတ်အန်ထရာဆင်းနဲ့ဆာလ်ဖာရောထားတဲ့ဓာတုပစ္စည်းကိုသုံးပါတယ်။မီးခိုးအဖြူထွက်ဖို့ဆိုရင်တော့ပိုတက်ဆီယမ်ကလိုရိတ်လက်တိုးစ်နဲ့ ကလိုရိုဖောင်းရဇင်းရောထားတဲ့ဓာတုပစ္စည်းကိုသုံးပါတယ် So there's not normally a chimney in the Sistine Chapel. They install one. ဘုမန်ဆိုရင်တော့ Sistine ဖျားရှိကိုကြောင်းမှာမိခုခေါက်နိုင်မရှိပါဘူး။ Conclave to Garbage Sea Way အတွက်အထူးတက်ဆင်ပေးထားတာဖြစ်ပါတယ်။ Gardinery ကသူရဲ့ Mary ကိုလှုပ်ဝှက်ထားဖို့မိရှုရတာပါ။ Gardinery ဘသူကိုပုံရဟမင်းကြီးဖြစ်တဲ့လေမဲပေးနေတဲ့အခါမှာပြင်ပကဘာနဲ့လုံးဝအဆက်ပြတ်နေရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ဆဲဖုန်းသုံးခွင့်မရှိပါဘူး။သတင်းစာဖတ်ခွင့်မရှိပါဘူး။ပြင်ပကဘာနဲ့ဘလို့ဆက်သွယ်မှုမျိုးမှမရှိရပါဘူး။ Uh if the smoke burns black or brown မိကူကအမဲဒါမှမဟုတ်အညိုရောင် ထွက်နေရင်ဘသူကူမှပိုရမ်းမင်းဖြစ်မရွေးချယ်နိုင်သေးဘူးလို့သိရပါတယ်။မိကူဖြစ်အောင်ထွက်လာရင်တော့ပိုရမ်းမင်းရွေးပြီးပြီလို့ဆိုလိုပါတယ်။ဒုတိယဟာလုံလောက်တဲ့မဲရီအတွက်ရရှိပြီးတော့ဒီဟာတို့ကိုလက်ခံဖို့လဲအတီးပြုတ်ရင်ပိုရမ်းမင်းသစ်ဖြစ်လာပါတယ်။ တုံးဆွဲဖို့ဘွဲတော်နမ်မီကိုပါကြေညာပေးရပါတယ် From that point forward the new pope gets prepared အရေးချင်းကစပြီးဘုရားမင်းကြီးအစ်စ်အနေနဲ့ပြင်ဆင်ရပါတယ်ကျွန်တော်နောက်မှာရှိတဲ့စိတ်စပီတာဖျားကျောင်းတော်ကြီးရဲ့လေသာဆောင်မှာလူလုံးထွက်ပြရပါတယ် Cardinalry က Harvey Mass Papen ကျွန်တို့တို့မှာပုတ်ရဟမင်းကြီးတစ်ပါးရှိပါပြီလို့ပရိသတ်ကိုကြေညာရပါတယ်အဲ့ဒီနောက်မှာပုတ်ရဟမင်းအစ်စ်က ကဘာကြီးအတွက်သူ့ရဲ့ပထမဆုံးကောင်းကြီးမင်္ဂလာပေးပြီးတော့ကဘာအနှံ့ကပြည်သူတွေကိုသိရှိစေရပါတယ်။အာဘေမူစပါပါ ုံရမ်းမင်းတဲ့ဘသူဖြစ်မလဲဆိုတာဟာကမ္ဘာပေါ်မှာရှိတဲ့ရိုမန်ကက်သလစ်သာသနာဝင်တန်းထောင်လေးရာကျော်အတွက်ကြီးမားတဲ့တက်ရောက်မှုရှိလာမှာပါ။ယဟမတ်ကြီးတွေလို့ဆိုနိုင်တဲ့လက်ရှိကာဒီနယ်ကြီးတွေထဲမှာမှမဲမေးပါငွေရှိတဲ့တတ်တော်80အောင်အများစုဟာပထမဆုံးချိန်ပုံရမ်းမင်းရွေးချယ်ပွဲမှာပါဝင်ခွင့်ရတာဖြစ်တယ်လို့ပိုကျယ်ပြန့်တဲ့ကမ္ဘာအမြင်ကိုလည်းကူစားပြုမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မဲပေးမဲ့သူတွေထဲမှာဥရောပကကာဒီနယ်အကြီးအကျယ်ဟာတမိုင်းမှာပထမဆုံးချိန်ဖြစ်ထောက်ဝအောက်ကိုယွန်နေသွားလို့ဖြစ်ပါတယ်။ ။ဒါကြောင့်မယ့်မီဒီယာတွေမှာတော့အာဖရိကတိုက်ကဒါမှမဟုတ်အာရှတိုက်ကပုံရိုင်းမင်းကြီးဖြစ်လာနိုင်တယ်လို့ခန့်မှန်းပေါ်ပြနေတာတွေ့ရပါတယ်။အာဖရိကမှာဆိုရင်ကက်သလစ်သာသနာဝင်တိုးဝါလာနေတဲ့ကွန်ဂိုနိုင်ငံကကာဒီနယ်ကြီးဖရီဒိုလင်အမ်ဘွန်ဂိုဘီဆွန်ဂူနဲ့ဂါနာကကာဒီနယ်ကြီးပီတာကိုဒိုအပီယာဒက်ဆန်တို့ကနာမည်ကြီးနေပါတယ်။ဒါမှမဟုတ်ပဲဗာတီကန်နိုင်ငံသားရေးဝန်ကြီးလုပ်ခဲ့တဲ့အီတလီကကာဒီနယ်ကြီးပေထရိုပါရိုလင်ကိုရွေးလိုက်တာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။အာရှကတော့ဖိလစ်ပိုင်ကကာဒီနယ်ကြီးလူးဝစ်အန်တိုနီယာတာဂေးကရေပန်းအစားဆုံးဖြစ်နေပါတယ်။မြန်မာပြည်ကကာဒီနယ်ကြီးချားလ်စ်မောင်မူကိုလည်းဖြစ်နိုင်ခြေရှိရစင်းရင်မှာဝါရှင်တန်ပို့စ်သတင်းစာကဖော်ပြထားပါတယ်။ College of Cardinals Report လို့ခေါ်တဲ့ website မှာတော့ပုံရံမင်းကြီးဖြစ်နိုင်တဲ့ဂုံသတင်းအရေးချင်းနဲ့ပြည့်စုံနေသူ22ဦးထိရှိတယ်လို့တွက်ချက်ပြထားပါတယ်။ဒါပေမဲ့နိုင်ငံရေးရွက်ောက်ပွဲလို့မဟုတ်ဘဲနဲ့ဘသူကတော့လူကြိုက်ပုံများထောက်ခံမှုပိုရထားတယ်လို့ ကန်ဒီကံမပြောဖို့အင်မတန်ခက်ခဲပါတယ်။ပိုရန်မင်းကြီးဗင်နေတဲ့16အနားယူမယ်လို့ကြေညာစဉ်ကလည်းသူ့နေရာစက်ခံမှုအတွက်တတ်တော်အရန်မကြီးရဲ့သူတွေကရွေးဖို့များတယ်လို့ကနဦးသတင်းထွက်ခဲ့ပါတယ်။ပိုရန်မင်းကြီးဖရန်စစ်ရဲ့လို့ဖြစ်လာမယ်။အာဂျင်တီးနားကကာဒီနယ်ကြီးဟိုဟင်းမာရီယိုဘဂိုလီယိုဟာ2013ခုနှစ်တုန်းကတော့တတ်တော်86နှစ်ရှိပြီဖြစ်တဲ့အတွက်စက်ကံမှုနာမည်ကြီးသူစင်းမှမပါခဲ့ပါဘူး။ဒါပေမဲ့ညှိနှိုင်းမှုတွေအပြီးမှာဘဂိုလီယိုကိုပဲရွေးကောက်ခဲ့ကြတဲ့တမိုင်းရှိပါတယ်။ ဒီနေရာမှာအစင်လာကိုထက်သွားမယ်ဆိုရင်လေကမ္ဘာမှာပုံရမ်းမဲ့အစင်ဆက်266ပါရှိကြရမှာ218ပါကအီတလီကပဲဆိုတဲ့အချက်ကိုလည်းတွားတွေ့ရပါတယ်။တမိုင်းမှာအာဖရိကတိုက်ကပုံရမ်းမဲ့3ပါရှိခဲ့ပြီမဲ့အာဖရိကကရွေးတဲ့နောက်ဆုံးရဟန်းမင်းကခရစ်နှစ်496ခုလွန်ခဲ့အနှစ်1500ကျော်ကဖြစ်ပါတယ်။ဒါကြောင့်မေလာဇတ်မှာကျင်းပဖြစ်မယ်လို့မျှော်လင့်ရတဲ့ Conclave တကားပိတ်အစည်းအဝေးမှာအကြေလဲဆွေးနွေးအကြိမ်ကြိမ်မဲပေးကြပြီး မိโกခေါင်းနိုင်ကနေမိโกပြူထွက်လာမှသာအတီပြူနိုင်မှာဖြစ်ပါတယ်ခင်ဗျာလှုပ်လှချာချာကဘာသွားစီစဉ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်နေပါ